ဒါနန္ဒတိပစ္စနန္ဒတိကတပုံညောဥပယထနန္ဒတိဒီပါဠိတော်မှာနန္ဒတိနန္ဒတိနန္ဒတိဆိုတဲ့ဥစဉ်တို့စကားလေးတွေအရာမြတ်စွာဘုရားထည့်ပြီးတော့ဟောထားတာတွေ့ရနန္ဒတိဆိုတာဘာလဲဆိုလို့ချင်းနှစ်သက်စရာကောင်းတယ်သဘောကျစရာအင်မတန်ကောင်းတယ်ဒီလိုပြောစင်တယ် ဣဒန္တတိဒီဘဝမှာလည်းနှစ်သက်เสียရတယ်သဘောကျเสียရတယ်တွေ့ကြည့်လိုက်ပုသ္ဆန္တတိဟိုးနောင်ဘဝတန်တရားမှာလည်းနှစ်သက်เสียရကျင့်သက်เสียရတယ်အများကြီးတွေ့ရကြုံရတယ်ပေါ့ဥပယထန္တတိဒီဘဝရောတန်တရားရောနှစ်သက်เสียရအာယုန်နေ များစွာတွေ့ကြကြုံကြရတယ်တဲ့။ဘာဖြစ်လို့တော့သူ့အကြောင်းကကတ္တပုံညောကုသိုလ်ကောင်းမှုတွေကိုများများလှုပ်ထားလို့ပါ။ကုသိုလ်ကောင်းမှုများများလှုပ်ထားလို့ပါဆိုတော့ဓမ္မတွေဒါနတခုလည်းပြည့်မမြင်တဲ့ကုသိုလ်ဖြစ်နိုင်ခြင်းရဲ့အကြောင်းဟာပုညကရိယာဝတ္ထု7ပါးဆို7မျိုးတောင်ရှိတယ်။ လိုရင်းချုပ်လိုက်စိတ်ကောင်းထားနိုင်ကုသိုလ်ဖြစ်တာပါပဲ။ဒါမှမဟုတ်ဒီဘဝမှာလည်းနှစ်သက်စရာတွေ၊ကျင့်သက်စရာတွေနဲ့ကြုံကျင်နေ။တန်ရာမှာလည်းနှစ်သက်စရာ၊ကျင့်သက်စရာအာယုံတွေနဲ့တွေ့ကျင်ကြုံကျင်နေဆိုလို့ချင်းကုသိုလ်ကောင်းမှုတွေများများလှူထားဖို့လိုတယ်။စိတ်ကောင်းထားနိုင်အောင်ကြိုးစားဖို့လိုတယ်ပေါ့။